ရုရှားအစိုးရရုပ်သံသတင်းဌာနကအစိမ့်ပြည်အမျိုးသမီးသတင်းထောက်သိဆောင်ရုရှားအစိုးရရုပ်သံသတင်းဌာနကအစိမ့်ပြည်အမျိုးသမီးသတင်းထောက်အန်နာဘရိုကိုဖီဖာဟာဘေဂိုရော့ဒေတာမှာတာဝန်ထမ်းဆောင်ရင်သိဆုံးသွားကြောင်းမလ26ရက်ရုရှားအစိုးရသတင်းတွေကဖော်ပြပါတယ်ပေကိုရဒေတာကစစ်မြေပြင်သတင်းတွေတွားရောက်ရိုက်ကူးနေချိန်မှာသူလိုက်ပါလာတဲ့ကားကယူကရိန်းတွေထောင်ထားတဲ့မိုင်းကိုနင်းမိတာလို့ဆိုပါတယ် ကားပေါ်မှာအတူလိုက်ပါလာတဲ့ကင်မရာသမားတင်မီထွေဘိုကောလည်းအပြင်းထန်တမ်းရရပြီးကပ်ပြည်နယ်တွေကစေယုံကိုအေးပေါ်ပို့ထားတယ်လို့ရုရှားသတင်းတွေကဖော်ပြပါတယ်။သတင်းထောက်အန်နာဘရိုကိုဖီဖာတိတ်ဆုံးမှုနဲ့ပတ်သက်လို့ကျူးကျော်ခဲ့သူတွေကိုစုံစမ်းဖော်ထုတ်ပြီးနေမည်ကျူးကျော်မှုအကြမ်းဖက်မှုနဲ့တရားစွဲစီရင်သွားမယ်လို့ရုရှားအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကပြောထားပါတယ်။ ယူကရိန်းလူမှုကွန်ရက်မှာတော့ရုရှားစစ်တပ်အတွက်ဝါဒဖျက်ပေးမဲ့သူတို့ဆုံးရှုံးသွားပြန်ပြီလို့ရေးသားဖော်ပြတာတွေ့ရပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။